ထိုင်းနိုင်ငံအတွက်မွေးရေးဆေးဝါးပြဿနာတွင်ဝါတက်ဖွဲ့ကတာဝန်ရှိပြီးမွေးရေးဆေးဝါးတိုက်ဖြတ်ရေးစစ်ပွဲအချိန်မြင့်ရန်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကပြောကြားခဲ့လို့ဘန်ကောက်ဘုတ်သတင်းတွင်ဖော်ပြထားပါတယ်။မြန်မာနိုင်ငံတွင်လှုပ်ရှားနေသောဝါပြည်သွေးစီးညီညွတ်ရေးတပ်မတော် UWSA အပေါ်မွေးရေးဆေးဝါးတိုက်ဖြတ်ရေးစစ်ပွဲအချိန်မြင့်ဆောင်ရွက်ရန်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝက်ကပြောကြားပါတယ်။ထို့နောက်မွေးရေးဆေးဝါးတာစီနေနေရေးကော်မတီ ONCBE တတိယအကြိမ်စည်းဝေးတွင် ဝင်ကြီးချုပ်ဟောင်းသင်ကပြောကြားခဲ့ပြီးရင်းအစည်းအဝေးတွင်အထူးမေကွန်းအဖြစ်ပြောကြားခဲ့ခြင်းဟုသတင်းတွင်ဖော်ပြထားပါသည်။သင်က၎င်းကိုဖိတ်ကြားမှုအတွက် ONCBR ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးဤကိစ္စနှင့်ပတ်သက်၍ပြင်းပြင်းထန်ထန်ပြောဆိုတိုက်တွန်းလိုသည်မှာကြာပြီဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ကျွန်တော်တို့မျိုးဆက်သစ်လူငယ်များသည်ဖြစ်စည်းခံနေရပါတယ်ကျွန်တော်တို့၏လက်နက်စိတ်များလက်လန်းမပြီးသောအရာမရှိပါ ယနေ့တွင်လူတိုင်းသည်ရှင်းလင်းပြသသောပေါင်းဆက်ဥတီချက်မရှိခြင်းကြောင့်အောင်မြင်မှုမရှိဘဲအထူးကြံစွာနေထိုင်နေကြရပါတယ်လို့ဝန်ကြီးချုပ်ဟောင်းသစင်ကဆိုပါတယ်။ရခိုင်ကမူရေးဆေးဝါးရောင်းဝယ်ဖောက်ကားသူများသည်ထိုင်းနိုင်ငံနှင့်လည်ပတ်နေပြီးမူရေးဆေးဝါးထုတ်လုပ်မှုမှာနိုင်ငံတွင်းမှထပ်ဝဲခန့်နှင့်ပြည်ပသို့ထပ်ဝဲခန့်ခွဲထွက်ခဲ့ကြောင်းသို့သောလက်ရှိတွင်အဆိုပါတရားမဝင်မူရေးဆေးဝါးအများစုကိုဝါဒေသတွင်ထုတ်လုပ်နေကြောင်းသစင်ကပြောကြားပါတယ်။မင်းဆက်ပြီးမူရေးဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုရင်မင်းကထိုင်းရဲ့ရန်သူပဲ။ ငါတို့ရန်သူတွေကိုတနာညာတာမှုမပြသင့်ဘူးလို့အစည်းအဝေးတွင်သစင်ကပြောကြပါတယ်။ရန်သူဝါဒေသတွေမျိုးရေးစေဝါထုတ်လုပ်သည်ဆိုသည့်ပြောကြားမှုမှာအခြေမြင့်မရှိတဲ့ဆူဆွဲချက်သာဖြစ်တယ်လို့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAE ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကပြောကြားပါတယ်။